အရွယ်နဲ့မလိုက်တဲ့အစွမ်းတွေရှိနေတာကြောင့်မူလာတန်းချောင်းသားအရွယ်မှာတင်ယောဂအဆုံးကိုဆေးကုသနေတဲ့ဘိုးတော်လေးပရိသတ်များလုံးမဲမင်္ဂလာပေါင်းဘင်းအောင် page လေးကနေချုပ်ဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဆရာကြီးထုခန့်ကျော်တယောက်ထဲကပဲ96ပါးယောဂရီကိုကုသနိုင်သူဖြစ်ထင်မှတ်ထားကြပေမဲ့လည်းအခုတော့သူ့ထက်အစွမ်းထက်သူတယောက်ပေါ်လာခဲ့ပါပြီ။သူကတော့မူလာတန်းကျောင်းသားအရွယ်သားရှိသေးပြီးသူ့လက်နဲ့တက်ချလိုက်ုံနဲ့ယောဂမှန်သမျှတွေကအလုံးပျောက်ကင်းသက်သာသွားကြတာကြောင့်သူ့ရဲ့အိမ်ရှိမှာစိတ်ကူးသားခြင်းတွေကတန်းဆီပြီးတော့စောင့်နေရပါတယ်။ဒီကလေးဟာမွေးရပါအစွမ်းရှိနေသူဖြစ်တာကြောင့်ဘိုးတော်လေးလိုနမဲပေးထားကြတာပါ။ ဘိုးတော်လေးဟာရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်ရအောင်ကြီးကျေးရွာမှာနေထိုင်တာပါအရင်ကတော့ဘိုးတော်လေးမှာထူးခြားတဲ့အစွမ်းတွေရှိမှမသိကြသေးပေတာမန်ကလေးတွေလိုပြေးလှစော်ကစားခဲ့ပါတယ်နောက်ပိုင်းမှာတော့ကလေးရွယ်နဲ့မလိုက်အောင်ထူးခြားတဲ့ဇကားတွေကိုလည်းပြောလာခဲ့တဲ့လို့သူနဲ့အနီးပတ်ဝန်းကျင်ကိုလည်းဆေးရွက်ကုသပေးလာနိုင်ခဲ့ပါတယ်အရင်ကတော့လာကူးတဲ့သူတယောက်စားနှစ်ယောက်စားရှိပေမဲ့အခုတော့သူ့ရဲ့အိမ်ရှိမှာကားတွေကတန်းစီနေတာပါဘုကင်ပေးပြီးတော့စောင့်နေရပြီးဘိုးတော်လေးကိုတိမ်လုံးကမြောက်စားထားကြပါတယ်။အသက်ငယ်သေးပေမဲ့လည်းအထက်ပုတ်ကိုယ်လေးနဲ့ဆက်သွယ် ရှိတာကြောင့်ဘိုးတော်လေးက6နှစ်အရွယ်မှာတင်ယောဂမှန်သမျှကိုကုသပေးနိုင်တာပေါ့ကိုစား6ပါးယောဂတွေအပြင်ကုသဖို့ခက်ခဲတဲ့ယောဂတွေအကုန်လုံးကိုပျောက်ကင်းအောင်ရေမှန်းနဲ့တင်ကုသပေးပါတယ်အခြားသောဆေးတွေမပါဝင်ပဲရေမှန်းနဲ့ပဲကုသပေးတာဖြစ်ပြီးနာလာရှည်ယောဂတွေကိုလည်းပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဘိုးတော်လေးကိုယုံကြည်သူတွေနဲ့ပဋ္ဌာန်းဆက်ပါတဲ့သူတွေကယောဂပျောက်ကင်းမှာဖြစ်ပြီးမယုံကြည်ပဲလာကုရင်တော့ပျောက်လို့မရှိဘူးလို့ဆိုပါတယ်ဘိုးတော်လေးဟာကလေးရွယ်လေးသာရှိသေးတာကြောင့်ចောင်းနဲ့တက်ရပြီးဆေးလဲကုရပါတယ်။ចောင်းကပြန် န်လာရင်စော်ကစားဖို့အချိန်မရသေးပဲအရင်ဆုံးစေးကူရသေးတာပေါ့သူ့ရဲ့အင်းရှင်မှာအနေနဲ့ရရကလာရောက်ကူတာတဲ့ကားတွေဟာတန်းစီနေပါတယ်ဘိုးတော်လေးကစေးကူတာစိတ်ကတော့တတ်မှတ်မထားပဲတတ်နိုင်တဲ့လောက်ကြောလို့ရပြီလာရောက်ကူတာသူတွေထဲမှာအသက်ကြီးတဲ့အဖိုးဖားတွေများပါတယ် ဖုံဖုံတွေတီလရှင်တွေကလည်းရေအောင်ကြီးကြီးလာခိုးသားကြပြီးဘိုးတော်လေးကိုရိုးရိုးသေးသေးဆက်ဆံကြပါတယ်။ဘိုးတော်လေးရဲ့အနားမှာတော့သူ့ရဲ့အမေကအချိန်ပြည့်ကူညီပေးနေတာပေါ့ဖြစ်နေတဲ့ယောဂကိုပြောပြပြီးရင်ဘိုးတော်လေးကလက်နဲ့တတ်ချပေးလိုက်ပြီးရေတစ်ခွက်တိုက်လိုက်ပါတယ်။ရေကတော့ရိုးရိုးရေမဟုတ်ဘဲရေမှန်းဖြစ်ပြီးတယောက်နဲ့တယောက်မတူဘဲအစွမ်းထက်တဲ့ရေမှန်းလို့ဆိုပါတယ်။ဘိုးတော်လေးထံမှာစီလောကကကျမ်းမာရေးဝန်တန်းနေတောင်လာရောက်ကူသားကြပြီးတစ်ချိန်ပြောင်းရုံနဲ့တတ်သားလို့နောက်တစ်ချိန်မှလာရောက်ကူသားကြတာပေါ့။တနေ့ကုန်ကူသားပေးတဲ့အပြင်အားလက်တဲ့အချိန်တွေမှာတော့ဘိုးတော်လေးက တရားထိုင်နေတတ်ပါတယ်။တချို့တွေကတော့ဒီလိုကုသတာကိုတန်တရားရှိကြတာပေါ့။ဈေးုံစည်းကမ်းဆောင်အောင်ကုသပြီးမပြောက်ခင်းတဲ့သူတွေကနောက်ဆုံးမျောလင့်ချက်အဖြစ်ဘိုးတော်လေးထံမှကုသချင်ကြပါတယ်။ဘိုးတော်လေးမှာမမြင်ရတဲ့စွမ်းအားတွေနဲ့အဆောင်လျှောက်တွေကြောင့်ကုသပေးနိုင်တာဖြစ်ပြီးအစွမ်းထက်သလောက်ပဲကုသပေးနိုင်တယ်လို့ဆိုပါတယ်။ရုပ်ရှင်မင်းသားထုခန့်ကျော်ထံမှလည်းနေ့စဉ်လူပေါင်းထောင်နဲ့ချီပြီးတော့ကုသပေးနေကြသလုံး ိုးတော်လေးထပ်မလဲတန်းစီနေပါပြီ။ကလေးရွယ်လေးသာရှိသေးလို့မပြောက်ကင်းဘူးလို့ထင်ပေမဲ့လည်းခွဲစိတ်ဆရာမလို့ပဲတက်တာသွားတဲ့သူတွေလည်းရှိပါတယ်။မြန်မာနိုင်ငံမှာတဘာဝလွန်စွာပိုင်ရှင်တွေကပေါများပြီးအဲ့ဒီထဲမှာတော့ဘိုးတော်လေးကလည်းတယောက်ပါဝင်ဖြစ်လာပါတော့တယ်။ရေတခွက်တိုက်ပြီးလက်နဲ့တတ်ချပေးလိုက်ရုံနဲ့ယောဂရီပျောက်ကင်းသွားစီရယ်ဆိုရယ်ဘိုးတော်လေးကိုပရိသတ်တို့ရောယုံကြည်ရလာရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။